ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ချွေးမရေငါဘယ်နှခါပြောထားလဲဒီလောက်ပူးနေတာအပြင်အစားတောက်တွေမမာပါနဲ့ဆိုတာအပြင်အစားတောက်တွေအဆက်တွေစီတွေမဆလာတွေများတယ်ကျမကြီးအတွက်လည်းမကောင်းဘူးဟဲ့အမေရဲ့ တမီးကအပြင်းရပဲမမအိမ်မှာပဲချက်ချက်ပါထူးလို့လေတမီးမှာပတ်စံရှိရဲ့လေတမီးကကောင်းတဲ့ဆိုင်ကနေမှားတာပါဈေးပေါ်တာမမပါဘူးချွေးမကြီးပတ်စံအဓိကမကြောက်လေအဲ့တော့ဆိုအမေကဘာပြောချင်တာလဲပတ်စံကောင်မှကြောက်တာမဟုတ်ဘူးဆိုရင်ဘာပြောနေရလဲအမေနဲ့အပြင်းကအဆားစားအိမ်ကအဆားစားအဲ့ဒါတွေနဲ့စကားမများချင်ဘူးနော်တမီးကဆိုင်ကစားစရာမှားထားတယ်ဈေးကြီးတဲ့ဆိုင်ကမှားထားတာအေးအေးဆေးဆေးစားလိုက်ပါသူကလည်းဒေါနီကိုဒီလိုပြောတာကြောင့် သူကဘာမှမပြောဘဲခဏအကြာမှတော့သူသူမှထားတဲ့စားတောက်တွေရောက်လာပါတယ်။အားလုံးကအပြင်ကစားစရာတွေစားဖို့အောက်ကိုလာကြပြီးစားစရာတွေကရင်းဆက်တာကြောင့်အစားကိုနည်းနည်းစားပြီးအားလုံးကရေးမြေးများတောင်းနေပါတယ်။သူသူရေငါ့ကိုရေခဲရေပေးပါလား။အရင်ဆက်နေပြီ။ဒီမာယူချွေးမကြီးငါလည်းအရင်ဆက်နေပြီ။ရေခဲရေပေးပါ။ဒီလုံးဆက်တာစားပြီးဘိုင်ထဲမှာရင်းပူနေပြီ။အစာလည်းမကျေနိုင်တော့ဘူး။ သူတို့ကလည်းဒီစကားကိုကြားပြီးမျက်နာမိတ်နေကအားလုံးကစားပြီးနောက်မှာတော့ထမင်းဟင်းတွေအများကြီးကျန်နေပါလေ။အရန်ဆက်တာကြောင့်ကျန်နေကြတာပါ။တွေ့လား။နင်ထမင်းတွေကအရန်ဆက်တော့ဘယ်သူမှမစားနိုင်အောင်အပြင်ကမဝယ်နဲ့အဲ့ဒါကြောင့်ပြောနေတာ။နင်ငါစကားနားထောင်။သူတို့ကလည်းဘာမှမပြောဘဲမျက်နာမိတ်ပြီးကြည်နေပါလေ။သူတို့ကအပြင်ကအစားတောက်မှတော့ကိုဒိုနီကအမြဲတမ်းမကြိုက်ပါဘူး။သူတို့နဲ့ဆွဆူကလင်းညီမတွေဖြစ်ကြပြီး သူတို့ကချမ်းသာတဲ့အင်္ဂါဖြစ်တာကြောင့်ထမင်းဟင်းချက်ရတာလုံးဝမကြိုက်ဘဲအပြင်ကပဲအမြဲတမ်းမှားစားပါတယ်။စုစုကတော့စင်းရဲတဲ့အင်္ဂါဖြစ်ပြီးအမြဲတမ်းအေးအေးဆေးဆေးနေပြီးတော့ညနေရောက်ရင်စုစုကအားလုံးအတွက်အိမ်မှာထမင်းဟင်းချက်ပါတယ်။ညနေရောက်တော့စုစုရဲ့ထမင်းချက်တဲ့အချိန်ရောက်လာပါတယ်။ငါမနေ့တော့အတင်းချင်တွေလှုပ်ထားသေးတယ်။ရပြီလားမသိဘူး။အော်ရပြီပဲ။အမေတို့ကလည်းဘိုက်တွေပူနေတယ်။ဒီနေ့တင်ချင်ရဲ့ထမင်းရဲ့တံမြားကြီးဖြောတတ်လိုက်မယ်။ အားလုံးလဲစားကောင်းပြီးဝမ်းဤသွားလိမ့်မယ်စွစုကတော့သူပြောတယ်လို့ပဲတန်မြာကြီးဒိန်ချင်တွေလှုပ်ပြီးစွစုဟာအမြဲတမ်းအားလုံးကိုဂရုစိုက်ပါတယ်ကျမ်းမာရေးအတွက်ညီညွတ်တဲ့အစားအသောက်ကိုအမြဲတမ်းချက်ကြွေပါတယ်စွစုကအားလုံးချက်ပြီးဆင်းသင့်ဖြစ်သွားချိန်မှာအားလုံးကိုချက်ထားတဲ့စားစရာတွေချက်ကြွေပါတယ်အားလုံးကစားပြီးရောက်ကတိကပြိုခဲ့ပါတယ်ချွေးမာကြီးနီလေအားစာမကောင်းတဲ့လောက်ညနေရောက်တော့ရန်စာကောင်းတာပဲနော်ချွေးမဆွဆူရေနင်းစားစရာတွေကတော့ပြောစရာကိုမလိုတာ ရောက်ကတိကချီကျူတာကြောင့်စုစုကပြောနေပြီးသူသူကတော့မျက်နာမိတ်နေပါတယ်။ဒီလိုပဲနေရတွေကြာသွားပြီးတော့ရောက်ကတိကအပြင်ကစားတောက်တွေစားရင်းရင်းတွေပူလာခဲ့ပါတယ်။ဒီချိန်မှာပဲသူသူကလာပြောပါတယ်။ဒီနေ့တော့နေ့လယ်စာအတွက်ဖတ်ထုတ်ကြော်နဲ့ခောက်ဆဲကြော်မှားထားတယ်။ချွေးမကြီးတော်ပါတော့နေရလေအားနေရင်ဖတ်ထုတ်ကြောပဲတခြားအရာမမြင်တတ်ဘူးလားငါရင်တွေပူလို့သေတော့မယ်ငါအတွက်အေးတခုခုနဲ့စားစရာတခုခုယူလာခဲ့ ။ဘာလို့ယူခဲရမှာလဲအဖေရဲ့အိမ်ဖော်မဟုတ်ဘူးလေ။ခိုင်းချင်တယ်ခိုင်းနေရအောင်။အမရေအဖေနဲ့ဘလို့စကားတွေပြောနေရလဲ။အဖေနဲ့အဲ့လိုစကားမပြောအောင်လေ။ဟုတ်လား။ဘလို့စကားပြောရတာလဲ။သူကြတော့ငါ့ကိုဘလို့ပြောလဲမြင်လား။နင်ကအရင်စိတ်မကောင်းဖြစ်နေတယ်ဆိုရင်အချိန်ပြည့်ချက်ကျွေးနေလေ။ငါတော့မလုပ်နိုင်ဟိ။ငါတော့အပြင်းအနေပဲမှားစားမှာ။ဟုတ်ပြီချွေးမရေ။ဒီနေ့အစားပေးနေလက်နဲ့ချက်ထားတဲ့နေ့လယ်စားပဲစားမယ်။အပြင်းမာတာမစားဘူး။နေမချက်နိုင်ဘူးဆိုရင်လည်းရှေးတောက်ပြီးနေရမှာပဲ။ ချွေးမငယ်ချန်စားမှန်တာပဲဟုတ်ပြီလေချွေးမငယ်ပဲနှစ်ချိန်လုံးလုံးချက်ခိုင်းလိုက်လေသမီးကတော့မချက်နိုင်ဘူးနော်ပတ်စံရှိတဲ့ချမ်းသာတဲ့အိမ်ကသမီးကဒီလိုအလုပ်တွေမလုပ်ဘူးတူတူကလည်းစိတ်တူပြီးခင်းနေဝင်သွားကအိမ်ကလူတွေကတူတူကိုအမြဲတမ်းအပြင်ကစားစရာရိစားတာကြောင့်တားလိုက်ကြပြီးမစားဖို့လည်းပြောကြပါတယ်ဒီလိုနဲ့အချိန်တွေကြာလာပြီးစုစုကတော့အိမ်ကလူတွေအတွက်နှစ်ချိန်လုံးထမင်းဟင်းတွေချက်ရပြီးမစလာအဆက်နေနေထည့်ပြီးစားကောက်အောင်ချက်ပါတယ် သူတို့ကတော့နှစ်ကြိမ်လုံးအမြဲတမ်းအပြင်းကပေးမှစားပါတယ်ဒီနေ့တော့အရန်ပူနေရပဲချော်ရီတစ်ခုခုလောက်ရမယ်ခင်းကိုလည်းပော့ပော့လေးပဲချက်လိုက်မယ်ချွေးမရေဘာတွေလုံနေရလဲတယောက်တည်းဘာတွေပြောနေရလဲချွေးမရေချော်ရီတစ်ခုခုနဲ့ငါ့အတွက်တင်ချင်မှဖြော်ပေးပါလားအရန်ပူတော့တောက်ချင်နေကွယ်ဟုတ်ကဲ့အမေအကုန်လောက်ပေးမယ်အမေနောက်ထပ်ဘာစားချင်သေးလဲပြောလေအမေတို့လိုအပ်တာအကုန်လောက်ပေးမယ်ဘာမှမလိုတော့ပါဘူးချွေးမရေတင်ချင်မဲဖြော်ပေး ပူတော့လည်းဘာမှမစားနိုင်ပါကွယ်။နင်းလည်းအပူချိန်မှာအလုပ်တွေအများကြီးလုပ်နေနဲ့ကြားလား။စုစုကတော့အလုံးအတွက်အေးအေးစားရီချန်နေပြီးတစ်ဖက်မှာသူသူကတော့ပြင်ကနေစားစရာတွေမှားထားပါရဲ့။ဒီနေ့တော့စက်သားကြော်တွေမှားထားတယ်။ချွေးမဒီနေ့လည်းနောက်တစ်ခါအပြင်းနဲ့မှားထားပြန်ပြီလား။ဒါတော့ပူနေတာကိုအပြင်းကမစားပါနဲ့လို့ဘလောက်ပြောပြောမရဘူး။ငါကြည့်နေတာနော်။နင်းအရင်ကထက်လဲပို့ပြီးတော့ဝလာတယ်လို့ပဲ။ဟုတ်တယ်လေ။အမေကတော့သမီးကိုအပြစ်တွေပဲမြင်ပါပဲလေ။မဟုတ်ပါဘူးချွေးမရဲ့။ ငါအပြစ်ပြောနေရမှာဘူးအမှန်တရားကိုပြောပြနေတာမပြောနဲ့သမီးကတော့မှားချင်တာမှားမယ်စားချင်တာစားမယ်ဒါပဲသူတို့ကဘသူစကားမှနားမထောင်မေဒေါနီကိုပဲပြောဆိုပြီးတော့ထွက်သွားပါတော့တယ်ခဏအကြာမှတော့သူသူစားစရာတွေရောက်လာပြီးသူသူဟာအဆက်တွေအချင်းတွေအများကြီးထိတ်စားပါတယ်စားပြီးတိုင်းအေးအေးတွေတောက်ပါတယ်ဒီလိုပဲအချင်းတွေကြာလာပြီးတရက်ကြတော့သူသူကအပြင်ကနေမှားပြီးစားတဲ့အချိန်မှာဘိုက်တွေအောင်လာခဲ့ပါတယ်အမလေး ငါပိုက်တွေရှမ်းအောင်လာပြီငါဘာလုပ်ရမလဲသူတို့ကလေပိုက်တွေအောင်လာတာကြောင့်အိမ်သားသွားပြီးရင်းတွေပူပြီးအန်နေပါတယ်သူတို့ဟာအမှတ်မရှိပဲပြန်လာပြီးစေးတော့ပြီးစားစရာတွေကို ပြန်စားပါတယ်ဒီလိုပဲအချိန်တွေကတပတ်ပြည့်သွားပြီးနောက်မှာတော့နောက်တစ်ခါသူတို့ကအပြင်ကစားပြီးအန်နေပြီးတော့ဝန်းနေလေးသွားနေကအိမ်ယာတွေမှာလိန်နေပါတယ်သူတို့ရေနင်မြတ်တွင်းလေးကြာနေပြီအမြန်ထနော်ငါတို့ဆရာဝန်စီသွားကြမယ် ငါမတော်နိုင်ဘူး။ဘာအရန်အောင်နေပြီ။ငါဝမ်းနေလဲတော်နေတာ။ဆရာဝန်မယ်အိမ်ခေါ်လိုက်ပါလား။တူတူပြောတာကြောင့်ဆရာဝန်ကိုပင်အိမ်ကိုခေါ်လိုက်ပါတယ်။ဆရာဝန်ကစစ်စစ်ပြီးတော့ပြောခဲ့ပါတယ်။တူတူကတော့အားလုံးစစ်စစ်ပြီးသွားပြီ။တူတူကအစားအသောက်တွေကြောင့်ဘိုက်တွေအောင်နေတာ။အပြင်ကအေးအေးတွေတောက်ပြီးလဲတကြားတံများနေတယ်။အပူချိန်မှာအပူအဆက်မစားဘဲအေးအေးတွေပဲစားတဲ့နေ။အပြင်ကအဆက်တွေမစားရဘူး။စီးတွေရေးပြီးသွားပြီ။တူတူကအိမ်ကအားရှိစေမယ့်စားစရာတွေကိုပဲကျွေးနော်။ ဆရာဝန်ကလည်းအားလုံးရှင်းပြကထွက်သွားလိုက်ပြီးအားလုံးကတူတူကိုဝိုင်းကြည့်နေကြပါတယ်။တွေ့လားချွေးမရေငါတို့ကနေ့ရက်ရန်သူတွေမဟုတ်ဘူးလေ။နေမကောင်းမဖြစ်စေချင်လို့အပြင်းမစားနဲ့လို့ပြောတာလေ။ဟုတ်ပါတယ်မေအဲ။တမီးကယူးနေတာ။အမေတို့ရန်သူထင်နေတာ။အမေတို့ကတမီးကိုကောင်းစေချင်လို့ပြောတာလေ။တမီးကစကားနားမထောင်မဲ့အပြင်းကနေမှားမှားစားနေတာ။ဘလောက်ပဲချမ်းသာပါစေ။အစားတောက်ကအပြင်းစားတာမကောင်း။အိမ်ကပဲစားတဲ့နေ။ကျမကြီးကလည်းအရေးကြီးတယ်။ တမီတိပါပဲအမေရဲ့တမီတားမှန်ပါရင်နော်ဟုတ်ပါပြီအမတိပြီဆိုရင်လေဒီမှာကျမချက်လာတဲ့ဆံပြုတ်လေးစားဒီနေ့ကနေစပြီးတော့အပြန်ဈေးကြီးတာတွေစားဖို့မပြောနဲ့တော့နော်အဲ့ဒီစကားကိုသဘောတူပြီးတူတူကလည်းကောင်းငင်ကအဲ့ဒီနေ့ကစပြီးတူတူဟာပြောင်းလဲသွားပြီးတော့အပြင်ကအစားတောက်တွေမစားဘဲအင်္ဂါပဲစားပြီးသူ့အတွက်အကောင်းအဆိုးကိုနားလေကတဖြည်းဖြည်းနေကောင်းလာပြီးတော့အလုံးကလည်းပျော်ရွှင်နေကြပါတော့တယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။